ီနေ့မှာတော့နေမထုတ်လွှင့်တဲ့နေမုံတိုင်းနေမီတော်အကြောင်းမျှဝေပေးချင်ပါတယ်။နေအောင်ဟိုက်ဒရိုဂျင်နဲ့ဟီလီယံဓာတ်ငွေတွေနျူကလ িয়ার ဓာတ်ပြုပေါက်ကွဲနေတဲ့ဓာတ်ငွေဘောလုံးကြီးကျယ်တစ်ခုဖြစ်ပြီးသူ့ရဲ့ဝင်ရိုးပေါ်မှာ28ရက်လင်းတပတ်နှုန်းနဲ့လေပတ်နေပါတယ်။နေလေပတ်နေခြင်းကိုသူ့ရဲ့မျက်နှာပြင်ပေါ်ကနေပြောင်များရဲ့ရွေလျာခြင်းတနည်းနေရပြောင်းရွှေ့ခြင်းဖြင့်သိရှိနိုင်ပါတယ်။ နေရမျက်နှာပြင်ဟာရှုပ်ထွေးလက်ပဲပွေလီလာတဲ့ဒံငွေစီကြောင်းကြီးတစ်ခုဖြစ်ပြီးတောင်းနေတူဖြစ်တည်လာတာကတော့တန်လိုက်စကွင်းပဲဖြစ်ပါတယ်နေရလှူရှားခြင်းကြောင့်နေမျက်နှာပြင်မှာအပူချိန်မကြီးများခြင်းများဖြစ်လာပြီး sun spot လို့ခေါ်တဲ့နေပြောက်တွေဖြစ်လာပါတယ်အဲ့ဒီလိုမကြီးများမှုဖြစ်စဉ်ရဲ့အနီးနားကနေရုတ်တရက်ပေါက်ကွဲထွက်လာတဲ့ကြီးမားတဲ့စွန့်ရင်ထုတ်လွှတ်မှုတွေကိုတော့နေမီတောက်လို့သတ်မှတ်ပါတယ်နေမီတောက်မှာထုတ်လွှတ်တဲ့စွန့်ရင်အမုံများဟာအာကာသတက်လျှောက်မျောလွင့်လာပြီးကျွန်တော်တို့ကဘာနားသို့ရောက်ရှိလာတဲ့အခါမှာတော့ ကဘာရဲ့တန်လိုက်စကွင်းနဲ့ထိတွေ့ရကနေဝင်ရိုးသွန်းဒေတာတွေမှာလှပတဲ့ဥဒ္ဒရလင်းနှန်းတွေဖြစ်ပေါ်လာတာတွေ့ရပါတယ်။ကဘာကြီးရဲ့တန်လိုက်စကွင်းဟာနေမလာတဲ့တန်လိုက်စကွင်းများရဲ့အန္တရာယ်မှကာကွယ်ပေးထားခြင်းဖြစ်ပါတယ်။နေမီတောင်များကိုပြင်အားလိုက် A B C M H ဆိုပြီးအဆင့်သတ်မှတ်ခွဲခြားထားပါတယ်။နေမုံတိုင်းနေမီတောင်အရှိန်ကြောင့်စက်သွေးရေဂျိုလူလိုင်းများကိုအနောက်ရှက်ပေးနိုင်ပြီးဝင်ရိုးသွန်းဒေတာများမှာဥဒ္ဒရလင်းနှန်းများကိုပုံမှန်မြင်တွေ့လည်ရနိုင်ပါတယ်။အဆိုပါနေမုံတိုင်းနေမီတောင်အရှိန်ဟာ ငယ်လျင်ဖြစ်ပေါ်ခြင်းနဲ့လုံးဝလုံးဝတက်ဆိုင်ခြင်းမရှိပါဘူးခင်ဗျာ